အားလုံးသိကြတဲ့အတိုင်းပဲတရုတ်နိုင်ငံဟာပစ္စည်းတူတွေထုတ်လုပ်တဲ့နေရာမှာနံပါတ်1နိုင်ငံတနိုင်ငံပဲဖြစ်ပါတယ်။ဒီမှာတော့သူတို့ဟာတသိန်းတန်တဲ့ပစ္စည်းကိုစေချက်ထင်းနဲ့ဝယ်ယူလို့ရနိုင်အောင်ပြုလုပ်ပေးနိုင်ပါတယ်။ဒါကြောင့်ဒီနေ့မှာတော့ကြီးစုသူတိုင်းကိုနှလုံးရမတက်ဖြစ်သွားစေမယ့်တရုတ်နိုင်ငံကအစားအသောက်တူထုတ်လုပ်ပုံတွေကိုကျမကပြောပြပေးတော့မှာဖြစ်လို့ဗီဒီယိုကိုအဆုံးထိလိုက်ပါကြီးစုပေးကြပါအောင်ရှင်။အမဲသားအတူ ပရိသတ်တို့အားလုံးတည်ထားကြတဲ့အတိုင်းပဲတရုတ်နိုင်ငံဟာကမ္ဘာပေါ်မှာလူဦးရေအများဆုံးနိုင်ငံပဲဖြစ်ပါတယ်။ဒါကြောင့်ဒီကတရုတ်နိုင်ငံမှာနှွားတွေကိုဝေလဝါအရန်များပင်မဲ့အနေငယ်သာရရှိလေးရှိကြပြီးတရုတ်နိုင်ငံမှာအမဲသားဟာအရန်ကိုစည်းကြည့်ပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံကလူတွေကိုလုံလုံလောက်လောက်စားစေခြင်းတဲ့အတွက်တရုတ်နိုင်ငံကလူတချို့ဟာအသားတွေကိုတောင်အခုလိုအတူတွေထုတ်လုပ်လာကြပါတယ်။ ီကနိုင်ငံမှာကစစ်သားတွေဟာပေါ်လွင်လို့လွတ်ပြကြရပါမယ်။အမေသားစားရဖို့ကိုတော့ဘာပဲလုပ်ရလုပ်ရလုပ်နေကြပါတယ်။ဒီမှာတော့အမေသားများစွာကိုဒီလိုမျိုးအစင်စင်အတူပြုတ်လုပ်ပြီးဈေးခွက်ထဲမှာသူတို့ဟာရောင်းချတတ်ကြပါတယ်။ ဒီမှာပြည်သက်တို့မြင်တွေ့နေရတဲ့ဗီဒီယိုဖိုင်ထဲမှာတော့အမေသာအတူပြုလုပ်ထားတဲ့လုပ်ငန်းစဉ်တွေကိုပြသထားတာပဲဖြစ်ပါတယ်။အမေသာအတူပြုလုပ်ဖို့သူတို့ဟာငါးချက်သားတွေကိုအသုံးပြုကြပါတယ်။နောက်ပြီးတော့ဒီထဲမှာအမုံတစ်မျိုးကိုလည်းရောထည့်လိုက်ကြပါသေးတယ်။အဲ့ဒါကိုတော့မိကလူးလို့ခေါ်ဆိုပါတယ်။ပုံပြီးတော့ဆိုတာကတရုတ်အသားတွေရရဲ့ပြောကြားချက်အရဒီအမုံဟာဘလောက်ထိအန်ဒီရများသလဲဆိုရင်လူရင်းရဲ့အသားကိုထိမိရင်အရေပြားတောင်ကွာကြနိုင်တယ်လို့ဆိုထားတာပါ။ ဘာပဲဖြစ်ဖြစ်ဒီအမုံကိုဈေးပေါတဲ့အသားတွေနဲ့ရော်ပြီးအခုလိုမျိုးခဲလိုက်တဲ့အခါမှာတော့ဒီအသားဟာလုံးဝအမေသားစနဲ့တူလို့နေပါတယ်ဒီမှာအသားရဲ့အရွယ်စားကတော့တာမန်မေသားထက်ကြီးနေပေမဲ့သူ့ရဲ့အရသာကလုံးဝအမေသားစနဲ့တူနေလွန်းလို့ဘယ်သူမှခွဲခြားတတ်မှာမဟုတ်ပါဘူးနောက်ပြီးတော့တရုတ်ကအကင်ဆိုင်တွေမှာလည်းဒီလိုအသားတူတွေကိုกินပြီးတော့ရောင်းချနေတတ်ကြပါသေးတယ်ဒီမှာတော့စားသုံးသူတွေဟာအရန်များပြီးတန်းစီပြီးတောင်စောင့်နေတတ်ကြပါသေးတယ်ဒါကြောင့်မယ်ဒီလိုအရာတွေကိုစားသုံးထားတဲ့သူတွေဟာ ဘလို့ဖြစ်ပြီးအသက်ရှင်နေကြလဲဆိုတာရုံဖို့တောင်ခက်ခဲလွန်းလာပါရဲ့ရှင်ရေကဲမုံအတူရေကဲမုံကိုတော့မကြိုက်တဲ့ကလေးငယ်ဆိုတာမရှိတော့ဘူးလို့ထင်ပါတယ်နေပြီးတော့ကျမတို့အနေနဲ့ရေကဲမုံကိုဝယ်စားမယ်ဆိုရင်အများဆုံးကိုအောင်စားကြရပါတယ်ဘာလို့လဲဆိုတော့ရေကဲမုံဟာအကြီးပြိုရာမြန်လွင်းလို့ပဲဖြစ်ပါတယ် ဒါပေမဲ့ဒီကတရုတ်နိုင်ငံကထုတ်ထားတဲ့ရေကဲမုံကတော့မြေပေါ်မှာပဲပြစ်ထားတာမိငစ်ပင်ရှုရှုအရေပြောသွားခြင်းလုံးဝမရှိပါဘူး။နဗီတရုတ်မှာရှိတဲ့ဒီကရေကဲမုံကတော့ချက်လိုက်ရင်တောင်မှအငွေ့ပြန်သွားခြင်းမရှိပါဘူး။ဒါကြောင့်မယ်ဒီရေကဲမုံကိုစမ်းသပ်မှုတွေများစွာပြုလုပ်ခဲ့ကြပါတယ်။ ဒီမှာတချို့တွေကတော့မီးချင်းနဲ့အပူပေးပြီးအရေပြော်တော့အောင်လုပ်ကြည့်တတ်ကြသလိုတချို့ကတော့မီးနဲ့အပူပေးကြည့်ကြပါတယ်။နောက်ပြီးတော့ဒီကလူတယောက်ကဆိုရင်လေအကင်ကင်နဲ့မီးပုံပေါ်မှာတောင်ဒါကိုတင်ပြီးတော့กินကြည့်ခဲ့ပါသေးတယ်။ဒီမှာတော့အကင်တွေသာချက်သွားခဲ့ပေမယ့်အဲဒီရေခဲမုံကတော့အရေပြော်သွားခဲ့ခြင်းလုံးဝမရှိခဲ့ပါဘူး။ဒါဆိုရင်ဒီရေခဲမုံကိုဘာနဲ့များပြုတ်လုပ်ထားလို့အခုလိုမျိုးဖြစ်နေရတာပါလေ နောက်ပြီးတော့ဒီလိုအရာမျိုးကိုစားသုံးကြတဲ့တရုတ်နိုင်ငံကခလေးတွေမှာဘယ်လောက်ထိစိုးကျိုးတွေခံစားနေရမလဲဆိုတာနဲ့မြန်မာပြည်ကိုရောဒီအစားအစာတွေရောက်နေပြီလားဆိုတာကတကယ့်ကိုမတွေ့ရဲစရာပဲဖြစ်ပါတယ်ရှင်။ဆန်အတုပရိသတ်တို့အနေနဲ့ထမင်းတွေကိုစားပါများရင်ဝါလာမဲဆိုတာကြားဘူးကြမယ်ထင်ပါတယ်။ဒါကြောင့်မေစီးချုံယောဂရှိတဲ့သူတွေနဲ့ကြောက်ကရောဂရှိတဲ့သူတွေကထမင်းတွေကိုရှော့စားကြရပါတယ်။ ဒါပေမဲ့အအောင်စရာတစ်ခုကတော့တရုတ်ကလူတွေဟာနေ့စဉ်နေ့တိုင်းထမင်းတွေကိုစားနေကြပါမယ်။အဝလွန်နာတွေစီးချုံနဲ့ကြောက်ကဲ့ရောဂါတွေဖြစ်မနေကြပါဘူး။ဒါရင်းနောက်ွယ်ကအကြောင်းရင်းကတော့တရုတ်နိုင်ငံရဲ့ဆန်တွေဟာလေကွင်းတွေကနေကျလာတာမဟုတ်ဘဲနဲ့ စက်ယုံတွေကနေရလာတာကြောင့်ပဲဖြစ်ပါတယ်ဒီမှာပရိသတ်တို့မြင်တွေ့နေရတာကတော့သူတို့ရဲ့ဆန်တွေကိုစက်ယုံတွေထဲမှာပြုလုပ်နေကြတဲ့မြင်ကွင်းပဲဖြစ်ပါတယ်ပရိသတ်တို့ရှုံမှာမဟုတ်ပေမဲ့ဒီကတရုတ်တွေကဆန်တွေကိုပလတ်စတစ်တွေနဲ့ပြုလုပ်ထားကြတာပဲဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်ထဲမှာတော့ဆန်တူပြုလုပ်ထားတဲ့နီလန်ပြည့်စုံကိုရှင်းပြထားတာပဲဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ဒီကပလတ်စတစ်ကိုစက်တခုတည်းကိုထည့်လိုက်ပြီးတော့အရင်အရေးပြောင်းအောင်ပြုလုပ်လိုက်ပါတယ် အဲဒီနောက်တော့ဒီကပလတ်စတစ်အရေထဲမှာဓာတ်ရုပ်ပစ္စည်းတစ်ခုကိုရောလိုက်ပြီးတော့အခုလိုခောက်ဆွေးလိုအမြင်လေးတွေထွက်လာအောင်ပြုလုပ်လိုက်ပါတယ်ဒီလိုနဲ့ဒီကအမြင်လေးတွေကိုတခြားဆက်တစ်ခုကဆန်ရွယ်ဆားရှားလာအောင်ဖြတ်ပေးလိုက်ပြီးတော့ဒီလိုမျိုးရိုးရှင်းတဲ့နီလန်းနဲ့ဆန်တွေကိုရရှိလာပါတော့တယ်ပုံမှန်ဆိုရင်တော့ဆန်တွေကိုလေတွေထဲကနေ3လလောက်ကြာမှရရှိနိုင်ပေမယ့်ဒီကဆက်ရုံထဲမှာတော့နေချင်းညာချင်းဆန်တွေကိုရရှိလာမှာပဲဖြစ်ပါတယ် နဗီရောဒီဆန်တွေဟာသွေးရင်းတစားတက်ကိုတိုးမတိုးတော့မသိပေမဲ့တခြားယောဂမျိုးစုံကိုတော့တိုးလာစေမှာလုံးဝအသေးချပဲဖြစ်ပါရဲ့ရှင်။ကျောက်အတူလူတွေဟာရွှေတူးတွေစင်တူးတွေကိုပြုတ်လုတက်ကြပေမဲ့တရုတ်နိုင်ငံကလူတွေကတော့ကျောက်ကိုတောင်အတူပြုတ်လုနိုင်ကြပါတယ်။ဟုတ်ပါတယ်။သူတို့တွေဟာ900ကျပ်တန်းကျောက်တွေကိုတောင်မှအတူပြုတ်လုနေကြပါတယ်။ဒီမှာပရိသတ်တို့မြင်တွေ့နေကြရတာကတော့ကျောက်တူးတွေပြုတ်လုနေကြတဲ့မြင်ကွင်းပဲဖြစ်ပါတယ်။ ဒီကကျောင်းတွေကလုံးဝအစစ်လို့ထင်ရပေမယ့်တကယ်တမ်းတော့ကျောင်းအတုတွေပဲဖြစ်ပါတယ်။ဒီမှာကကျောင်းအတုတွေကိုပြုလုပ်ဖို့အတွက်ဆိုဒီယမ်ကာဗွန်နိတ်ကိုအသုံးပြုကြရပါတယ်။ဒါအဖြူအောင်ရှင်းရဲ့ပစ္စည်းတစ်မျိုးဖြစ်ပြီးအပူပေးလိုက်တဲ့အခါမှာကျောင်းလူမျိုးပဲသူဟာခဲသွားကြပါတယ်။နောက်ထပ်ဒီကကျုပ်အနှစ်ကိုလည်းဆိုဒီယမ်ကာဗွန်နိတ်နဲ့ပြုလုပ်ထားတာပဲဖြစ်ပြီးတော့အဝါရောင်ဆူလိုက်တာပဲဖြစ်ပါတယ်။အဲနောက်တော့ဒီကကျုပ်ရဲ့အခွင့်ကိုတော့ကယ်စီယမ်ကာဗွန်နိတ်နဲ့ပြုလုပ်ထားပြီးအခုလိုပဲကျုပ်တွေကိုရရှိလာပါတော့တယ်။ တကယ်တော့တရုတ်နိုင်ငံကကျမတွေဟာဒီနိုင်ငံကလူသားမောင်းများစွာစားသုံးနိုင်မှုအတွက်ဥဥပေးရတဲ့အခါမှာယူသွားနိုင်တဲ့အတွက်ကျမတွေကိုအနာပေးဖို့တရုတ်တွေဟာအခုလိုမျိုးပြုလုပ်လိုက်ပုံရပါတယ်။ဒါကြောင့်ဒါကလည်းတကယ်ကိုအံ့ဩစရာကောင်းလွန်းလာပါရဲ့ရှင်။ငရုတ်သည်အတူကျမတို့အနေနဲ့ဈေးထဲမှာငရုတ်သီးအမဲတွေကိုဝယ်ယူမယ်ဆိုရင်ညီရနေတဲ့ငရုတ်သီးတွေကိုဒါရွေးချယ်ဝယ်ယူတတ်ကြပါတယ်။နောက်ပြီးတော့ငရုတ်သီးတွေဟာသဘာဝအတိုင်းညီရလို့နဲ့အရောင်ရှိနေတတ်ကြပါတယ်။ ဒါပေမဲ့ရှာရတိုင်းကိုအတူလုပ်ဖို့အတွက်အသက်နေကြတဲ့တရုတ်နိုင်ငံကလူတွေကတော့အခုလိုနီနီတဲ့ငွေသီးကိုကတောင်ပူပြီးတော့နေရစေဖို့အယောင်ဆိုးဖို့ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့ကဝယ်ယူသူတွေရဲ့အမြင်ကိုဆွဲဆောင်မှုအတွက်ဒီငွေသီးတွေကိုပါစီးရင်ီတွေနဲ့စိုးလိုက်ကြတာပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒီလိုနေရနေမှသာဝယ်ယူတဲ့သူတွေကတွေးလိုက်တာနဲ့ဒါတွေကိုဝယ်ယူခြင်းစိတ်ရှိလာမှကြောင့်ပဲဖြစ်ပါတယ်။ ီမှာပရိသတ်တို့မြင်တွေ့နေရတဲ့ဗီဒီယိုမှာတော့တရုတ်နိုင်ငံကဈေးတဲ့တယောက်ဟာဒီကောင်ငယ်ဦးတင်အနီတွေကိုဈေးအနီတွေနဲ့ဖြန့်ပတ်နေတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်နောက်ထပ်အဟောဖို့ကောင်းတာကတော့အဲ့ဒီစီပြန်းစည်းတွေကိုဖြန်းလိုက်တာနဲ့အောက်ကငရုပ်သီးတွေကနေရဲပြီးတော့ပုံမတော့ပါလို့လာခဲ့ပါတယ်။နောက်ပြီးတော့ဆွေးဆောင်မှုအရန်ရှိလို့ဝယ်ယူရတဲ့သူတွေကဒါကိုချက်ချင်းပဲဝယ်ယူမိကြမှာဖြစ်ပါတယ်။ပရိသတ်တို့ဒီမှာမြင်တွေ့နေရတဲ့အတိုင်းပင်ဒီကငရုပ်သီးတွေကလုံးဝကိုပြောင်းလဲသွားတာပါ။ ဒါပေမဲ့ဒီကောင်ငယ်ုပ်တီးတွေကြောင့်ရောင်းချတဲ့သူတွေကမကပဲဝယ်ယူတဲ့သူတွေကပါရောဂါဖြစ်စေလို့အရင်ကကိုရိုနာဗိုင်းရပ်စ်လိုမျိုးရောဂါတွေပုံမပြန့်နှံ့လာတာဖြစ်နိုင်ခြေရှိပါရဲ့ရှင်။ကျသားအတူကျသားတွေဟာလူတွေအစားများဆုံးအသားတွေကတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မေကျမတို့ဟာကျသားဝယ်ဖို့ဈေးတဲကိုနေစဉ်သွားနေကြရပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံကဈေးထဲမှာတော့ကြက်သားသွားဝင်ကြက်သားမရပဲလေးရီခိုးသားအရရှိမှာဖြစ်ပါတယ်။ဟုတ်ပါတယ်။ တရုတ်နိုင်ငံကလူတွေကဘလောက်ထိအမျက်ယူတယ်လဲဆိုရင်တကီလိုလောက်ရှိတဲ့ကျသားမှာ9ကီလိုလောက်ရှိတဲ့ရှည်ကိုထိုးထားကြပါတယ်။နောက်ထပ်ဒီမှာပြည်သက်တို့အံ့ဩသွားစေမယ့်အချက်တစ်ချက်ကတော့တရုတ်ကကျသားဆိုင်ဒီဇိုင်းမှာကျသားရဲ့အလေးချိန်တိုးလာစေဖို့အတွက်အခုလိုနီလန်တစ်ခုကိုလည်းသူတို့ဟာအသုံးပြုတတ်ကြပါသေးတယ်။ဒီမှာဒီနီလန်ကတော့ကျသားတွေကိုတန်ရှင်ပြုလုပ်ပြီးအခုလိုစီတော့အနဲ့ရေတွေနဲ့လေတွေကိုထိုးထားတတ်ကြတာပါဒီလိုနဲ့ချက်တွေဟာဝါနေတယ်လို့ဖြစ်သွားပြီးအလေးချိန်တွေတိုးလာကြတာပါ နပီဒီကတရုတ်လူမျိုးတွေကအခုလိုလုပ်ငန်းတွေမှာအရန်ကိုမှကျွမ်းကျင်ကြပါတယ်ဒီလိုမျိုးကျက်သားတွေမှာလေတွေကိုထိုးထည့်လိုက်တဲ့အခါမှာတော့အဲ့ဒီကျက်သားတွေကကျက်ရဲ့အသားတွေနဲ့မတူတော့ဘဲစင်ရဲ့အသားတွေနဲ့တောင်မှသွားတူနေပါသေးတယ်ဒါကြောင့်ဒီကျက်သားတွေကိုတွေးလိုက်ရရင်တော့ဝယ်ယူတဲ့သူတွေအနေနဲ့မဝယ်ဘဲမနေနိုင်မှာလုံးဝကိုသေးကြပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကကျက်တွေကဂျင်းကစားထားတဲ့ကာယပလားမောင်ကျက်တွေနဲ့တူနေလို့ပဲဖြစ်ပါတယ် ဒါပေမဲ့အင်ကိုရောက်ပြီးချက်ပြုတ်ဖို့ဦးရဲကိုထဲလိုက်တဲ့အချိန်မှာတော့1ကီလိုလောက်ရှိတဲ့ကျသားဟာ200ဂရမ်လောက်သာကျန်ရစ်တော့မှာပဲဖြစ်ပါတယ်။နောက်ထပ်ထူးဆန်းတဲ့အရာတစ်ခုကတော့တရုတ်ပြည်မှာဆိုရင်ဒါအသာမန်ကိစ္စတစ်ခုသာဖြစ်လို့နေပါတယ်။နောက်ပြီးတော့ဒီကကျသားတွေဟာဘလို့ပဲလီထိုးပြီးတော့ရောင်းမစီစားသုံးသူတွေကတော့ဝယ်ယူစားတောက်နေမြဲပဲဖြစ်ပါတယ်။ဒါကြောင့်ဘလို့ပဲဖြစ်နေပါစေဒီလိုထူးဆန်းတဲ့အရာတွေကိုပြုလုပ်တဲ့နေရာမှာတော့တရုတ်နိုင်ငံကိုဘေးနိုင်ငံကမှမှီမဲလို့မထင်ပါဘူးရှင်။ရှင်အတု ပရိသတ်တို့အနေနဲ့အိမ်မှာရေတန်းစက်တွေရှိနေမယ်ဆိုရင်တော့မိမိတို့အိမ်မှာရှိတဲ့တန်းစင်တဲ့ရေကိုသာတောင်းသုံးနိုင်မှာပဲဖြစ်ပါတယ်။ဒါပေမဲ့တချို့လူတွေဟာတခါတရံမှာဈေးတွေကနေဈေးကြီးပေးပြီးတော့မန်နရယ်ဝါကြလို့ခေါ်တဲ့ဒီကရှိအတူတွေကိုဝယ်ယူတောင်းသုံးလို့ရှိကြပါတယ်။သူတို့တွေကတော့ဒါမှသာပိုးမွားရဲ့ရံကနေကောက်ွယ်ပေးပြီးကျမကြီးကောင်းကလမ်းစမ်းနေမှာဖြစ်တယ်လို့ဆိုကြပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံမှာတော့ဒီလိုမျိုးကျမကြီးနဲ့ညီညွတ်တဲ့မန်နရယ်ဝါကြရှိအတူကိုရရှိနိုင်မှုခက်ခဲလွန်းလာပါတယ်။ အကြောင်းကတော့တရုတ်နိုင်ငံကမန်ဒရင်ဝါသားရေအထူးစက်ရုံတွေမှာလူတွေကိုလေထားမှုဘယ်လောက်ထိကင်းမဲ့တယ်လဲဆိုရင် သူတို့တွေဟာဒီမှာရေတွေကိုရေစင်းတဲ့တောင်မှမစစ်ကြပါဘူးပြီးတော့ဒီကမန်ဒရင်ဝါသားစက်ရုံတွေမှာဘလို့စက်ပစ္စည်းမျိုးမှလည်းရှိမနေတတ်ပါဘူးသူတို့ဟာဒီအတိုင်းဘက်ကနေထွက်လာတဲ့ရေတွေကိုဘလို့တန်ရှင်ရေးမှမလုပ်ဘဲလူတွေတွေကိုတိုက်ရိုက်ဖြေထားလိုက်ကြတာပဲဖြစ်ပါတယ် နောက်ပြီးတော့ရေဖြည့်ဖို့ကိုလည်းရေဖို့အတူတူကိုသူတို့ဟာလုံးဝအသုံးမပြုကြပါဘူး။ဒီမှာတော့အမိုက်တွေတွေကဘူးအဟောင်းတွေကိုယူလာပြီးရေစင်းကပိုက်ထဲကရေတွေနဲ့ဖြည့်လိုက်ကြပြီးဒါကိုမနရဝါကြားလို့နာမည်ပေးကရောင်းချနေကြတာပဲဖြစ်ပါတယ်။ဒါကြောင့်တရုတ်နိုင်ငံမှာမနရဝါကြားဝဲတောက်မှထက်ဆိုင်ရင်ပိုက်ထဲကနေထွက်လာတဲ့ရေကိုတောက်တုံးတာကမှပိုပြီးတော့တန်ရှင်းနေလို့ခံစားရစီမှာပဲဖြစ်ပါတယ်ရှင်။ပြားရင်အတူ ပြားရှင်ဟာလူတွေကိုကောင်းကျိုးများစွာပေးတဲ့အရာတွေကတစ်ခုဖြစ်ပြီးဒါတွေကိုရရှိဖို့အတွက်ပြားရည်ရဲ့အသက်များစွာကိုစတိကြရပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံကလူတွေကတော့ဒီကတနာစရာပြားလေးတွေကိုမတိခိုက်စီလို့တဲ့အတွက်လူမျိုးပြားရည်အတူထုတ်လုံနည်းကိုတီထွင်ဖန်တီးလိုက်ကြပါတယ်။ဒီဗီဒီယိုထဲမှာတော့ပြားရည်အတူပြုလုပ်နည်းကိုအသေးစိတ်ပြသထားပါတယ်။ဒီမှာတော့ပြားရည်အတူကိုပြုလုပ်ဖို့အတွက်ပထမဦးဆုံးအရေးပြစ်တစ်ခုကိုပြုလုပ်ရပါတယ်။ ဒီရေကိုပြုတ်လို့ပေါ့အတွက်သူတို့ဟာဒီမှာတကြားကိုတုံးထားတာမဟုတ်ဘဲစီးတကြားကိုသာထည့်ထားတာပဲဖြစ်ပါတယ်။ပြီးရင်တော့ဒီအရေထဲမှာအရောင်တူးတစ်ခုကိုထည့်သွင်းလိုက်ပါတယ်။ဟုတ်ပါတယ်။ဒီကအရောင်တူးကတော့အစားစာတွေထဲမှာသုံးတဲ့အရောင်တစ်မျိုးဖြစ်ပြီးသူဟာပြားရည်နဲ့အရောင်တူးအောင်ပြုတ်လို့ပေးနိုင်ပါတယ်။အဲနောက်တော့ဒီထဲမှာပြားရည်ရဲ့အရသာအတူကိုထည့်သွင်းလိုက်ပါတယ်။ ဒီလိုနဲ့ပြားရည်အစင်းနဲ့လုံးဝခွဲမရအောင်သူတွေပြားရည်အတုကိုရရှိလာခဲ့ပါတယ်။အဲဒီနောက်တော့ဒီကပြားရည်အတုတွေကိုစဲယုံတွေမှာရောင်းလို့ရတဲ့အစင်းထိပြုံးလုပ်ထားကြပြီးဒီလိုပြားရည်တွေကိုစားမိခဲ့ရင်တော့ကလေးငယ်တွေဟာကောင်းကျိုးမရပဲဆိုးကျိုးတွေကိုသာခံစားရမှာကတော့လုံးဝအသေးအချာပဲဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ပါရှင်။ ရည်တတော်အနေနဲ့ဒီလိုမျိုးတရုတ်နိုင်ငံကပြုလုပ်ထားတဲ့ပစ္စည်းအတုတွေကဘယ်တစ်ခုကိုအကြောင်းလန့်ဆုံးပါလဲရှင်။ကောမန်မှာလည်းပရိသတ်တို့ရဲ့ထင်မြင်ချက်တွေကိုဖြည့်ပြီးသွားခဲ့ပါအောင်ရှင်။အခုလိုမျိုးထူးခြားစံပြတဲ့ဗီဒီယိုတွေနဲ့ဘူးတနာရရှိပွင့်ရဗီဒီယိုတွေကိုကျမတို့ရဲ့ channel မှာအမြဲတင်ဆက်ပေးသွားမှာဖြစ်လို့ like and subscribe လေးလုပ်သွားပေးပါအောင်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်တို့ကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။